မင်္ဂလာပါရှင်ရှဲဂူမီဒီယာကကြိုဆိုပါတယ်မိုင်းတော်မျိုးနိုင်မြမနှစ်ဆန်းကာလာတွင်တက်ကြီးပေါ်ပါများအားပူဇော်ကြတော့တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်ပြည်နယ်ရှိပိုင်းမိုင်းထုံခရိုင်မိုင်းတော်မျိုးနယ်တွင်ယမန်နေကမိုင်းတုံအုပ်စုဝန်နာကျေးရွာ၌တန်ဃာတော်များပင့်ဆောင်၍အနေအကင်းပြည့်ရွတ်ဖတ်ပူဇော်ပြီးနောက်ဝန်နာကျေးရွာရှိကျေးရွာအုပ်ချုပ်ရေးမှုအစိုးထွေးဦးဆောင်၍ ခြေရွာသူခြေရွာသားများမှစုပေါင်း၍ခြေရွာအတွင်းရှိတကြီဘူဝါများအားတကြီဘူဇော်ပွဲကျင်းပရာဘူဝါတအူလင်ငွေသား3000ခွေကျန်နှင့်ပစ္စည်း3မျိုးတန်ဖိုး6000ကျန်စုစုပေါင်းတအူလင်4000ကျန်နှုန်းဖြင့်73ဦး5000ကျန်လူရန်ပြီးခဲ့ကြောင်းသိရပါသည်ယခုလုံးစီစဉ်ပြီးဆောင်ရွက်ပေးခြင်းသည်တတိယကျင်းဖြစ်ကြောင်းဝန်နာခြေရွာအုပ်ချုပ်ရေးမှူးဦးစိုးထွေးကပြောကြားပြီးဘူဝါများ၏ကိုယ်ဆောင်အဖို့တအူကအခုလိုစီစဉ်ဆောင်ရွက်ပေးတဲ့အတွက်ဝန်မြောက် ောက်မိပါကြောင်းပြောကြပြီးအလူရှင်များကိုပြန်လဲစုမုံကောင်းများပြီးခဲ့ပြီးနောက်တက်ရောက်လာတော့ဘူပါများနဲ့ဝန္နာကျေးရလုံးကျဝန္နာကျေးရအောင်ဆုံရင်မူဆိုထွေးမိသားစုမှာဘူပါများနဲ့ကျေးရအတွင်းရှိပြည်သူအလုံးကိုမုံဟင်ခါဖြင့်အခန့်ကျူးမိခဲ့ကြောင်းသိရှိရပါတယ်ရှင်။